အားလုံးပဲမင်္ဂလာပါရှင်။အာစီတုဒ္ဒဆောင်ရတဆောင် channel မှာကြိုဆိုလိုက်ပါတယ်။ကျမကတော့စုဖြစ်ပါတယ်။ဒီနေ့မှာတော့ဆီယမာကြီးခင်ဆွေဦးရေးသားထားတဲ့တူတိုင်းဌာနီဟုတ်ထုရဲ့အပိုင်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။တူတိုင်းဌာနီ အခန်းဆက်ရှိထွေးနေမီတို့ရှင်ကုန်းတို့ပြန်ရောက်တော့ချိန်၌ ကိုရင်နောင်ထံမှစာတစောင်ရလေသည်ဒီစာမှာ ကိုရင်နောင်တို့တထုံတို့ တက်ချီထွက်သွားကြတဲ့က ပထမဆုံးအကြိမ်ရသောစာဖြစ်ပေသည် အချိန်မှာ1945ခုနှစ်ဇူလိုင်လစန်းတွင်ဖြစ်သည် ထွေထွေနဲ့မိမိတို့ရေနင်တို့အစီကိုစာမေးတာကြလို့ဘယ်ကစားပြီးရေးရမယ်တောင်မသိဘူးဒါပေမဲ့ငါရင်ထဲမှာရေးစရာတွေပြည့်နေတာပဲနင်တို့နဲ့ခွဲခွာသွားပြီတဲ့နောက်မှာ ငါဟာလောကငရဲဆိုတာနဲ့ငရဲတိုင်းပြည်ကိုရောက်ခဲ့တယ်။ငါတက်တက်မှာအပြင်းအထန်လဲဖျားခဲ့ဘူးပြီ။တန်ရာလဲရခဲ့ဘူးပြီ။ငှက်လဲငှက်ဖူးပြီ။နင်တို့ဘဇက်ကပော့ပော့လေးညှဉ်းညူတက်တဲ့ဒုက္ခဆိုတဲ့ဇာကားကိုငါတို့မှလက်တွေခါစီပြီးတော့ခံခဲ့ရတယ်။မြန်မာလွတ်လပ်ရေးအတွက်ဂျပန်ကိုတော်လှန်တဲ့အတော်အတွင်းမှာငါတို့နဲ့တွေ့တူ သားတူရဲဘော်များဟာကြဲကြွေသလိုဖြုတ်ခနဲ့ဖြုတ်ခနဲ့တိတ်ဆုံးခဲ့ကြတယ်။ ပင်တန်လမ်းမှာနေတုန်းကနင်းတို့နဲ့မကြာခဏစကားပြောတတ်တဲ့ကိုညီလေးမှတ်မိသေးလားသူလဲအာရှလူငယ်အထွေထွေအတင်းရင်းမှုအဖြစ်နဲ့တထုံကိုရောက်လာတော့တော်လန်ရေးအတွင်းမှာဂျပန်တွေကဖမ်းသွားပြီးအမျိုးမျိုးညှဉ်းပန်းခံရပြီးဆုံးသွားရှာပြီးဂျပန်ကင်ပေတွေက သူ့ရုပ်ကိုတခင်တန်းထုံးနဲ့တူတယ်ဆိုပြီးတခင်တန်းထုံးအမှတ်နဲ့ဖမ်းသွားတာတဲ့သူကိုယ်တိုင်ကလည်းတော်လန်ရေးမှာအထင်ကရဆောင်ရွက်သူဆိုတော့သူ့ကိုဘာအရှင်ထားတော့မလဲ။ ။နင်တို့မိတ်ဆွေကြီးဘူအောင်စရာလဲရှမ်းသူအတနဲ့တန်းရမချင်းမဆန်းနဲ့ရှမ်းသူလက်ထဲကိုပတ်သွားရှာတယ်။အဲ့ဒါဖြစ်စားကငါလေးနှစ်ရက်သုံးရက်အိတ်လို့မရဘူးသိလား။နင်တို့ဘူအောင်စရာနဲ့အတူ ရွှေကူလေးဖျားဖူးပြီးဖျားရုပ်ပွားတော်တွေကိုရေးကြည့်တာမှတ်မိသေးလား။ဒီတုန်းကဘူအောင်စရာဟာဒီလိုအသက်အရွယ်မျိုးမှာတင်မဲလို့နင်တို့ဘာတွေးမိမလဲနော်။နောက်ပြီးညီမလေးတို့ရေနင်တို့အချစ်တော်ကြီးဘိုးဘာတင်လဲဆုံးရှာတယ်။ သူကတော့တိုက်ပွဲမှာကြတာမဟုတ်ဘူးလမ်းမှာဖျပြီးဆုံးရှာတာသူမသေးခင်ကပြောဘူးတယ်သေးမဲ့သေးလဲရန်သူကြည်စံထိပ်ပြီးသေးချင်ပါရဲ့ဖျားနာငက်ပြက်ပြီးမသေးချင်ပါဘူးရန်တော်ရတဲ့ဒါပေမဲ့တော်ကြီးမြင့်မဲမှာစေဝါမရှိဘာမရှိနဲ့ဖျပြီးသေးသွားရှာတယ်သူ့စံတမပြည့်သွားရှာဘူးစစ်ကလည်းပြီးတော့မယ်မြန်မာပြည်ကို အင်္ဂလိပ်တွေလည်းပြန်ဝင်ပြီနိုင်ငံရေးကောင်းဆောင်တွေကလည်း လွတ်လပ်ရေးအတွက်အင်္ဂလိပ်နဲ့စကားပြောနေပြီမြန်မာပြည်ရဲ့ကံကြမ္မာဟာဘယ်လိုရှိအောင်မယ်မသိဘူးငါတို့ကတော့မြန်မာပြည်လွတ်လပ်ရေးအတွက်မသိမချင်းတိုက်နေမှာပဲသတင်းစာတွေထဲမှာဖတ်ရတာတော့နိုင်ငံရေးပါတီတွေအရှိုးအရှိုးပေါ်လာတာတွေနိုင်ငံရေးသမားတွေကလည်းဘယ်သူကအတန်းပြေအတွက်ဘလောက်ဆောင်ရွက်တယ်တော်လန်ရေးမှာဘယ်သူကဂျပန်လက်ကတီတီကလေးလုတ်ခဲ့တာဘာတွေညာတွေတွေးကြုံနေတာကိုတွေ့နေရတယ် ။အော်လူဆိုတာအပြောကတော့ဖြူဖြောင်းပါရဲ့။တကယ်လက်တွေမှာတော့ကိုညီလေးဘိုးအောင်စီရဘိုးပါသိန်းအဆရှိတဲ့လူတွေက အသက်ဆုံးရှုံးခဲ့ရပြီ။ဒီလူတွေတရားချိုးနဲ့အောင်အားလုံးညီညီညွတ်ညွတ်နဲ့လွတ်လပ်ရေးကိုတောင်းယူရမယ်။ဒါတွေကိုငါဟာစစ်သားတယောက်မဟုတ်နင်းတို့ကို ရှင်းအောင်ပြောမပြတတ်ပါဘူးခါ။စစ်သားတယောက်အနေနဲ့နိုင်ငံရေးတို့ဘာတို့ကိုတို့နားမလဲပါဘူးတို့အတိုင်းပြီကို ခလုံးမထီအောင်ကာဝယ်မယ် တိုင်းပြည်နဲ့လူမျိုးကိုထိလိုက်ရင်ချမယ်ဒါပဲတို့နားလေတယ်ကဲငါစားလေအတော်ရှည်သွားပြီနင်တို့ရန်ကုန်မှာအေးချမ်းချမ်းရှိရောပေါ့ငါတို့လည်းမကြခင်ရန်ကုန်ကိုပြန်ရောက်ပါတော့မယ်ဒီတော့မှ ပြန်တွေ့ကြသေးတာပေါ့ဒီတစ်ခါမသေးလို့တွေ့ရတာမို့အင်မတန်ကံကောင်းတဲ့အတွေ့အမျိုးပေါ့ဟာငါညီမတွေရေစင်လို့အေးပြီးပန်းလေးများလို့လန်းဆန်းပါစေရန်နာတက်စခန်းတနေရာမှာ စာအုပ်ဆုံးအောင်ဖတ်ပြီးနောက်မင်းနှင့်ထွေတို့၏ရှင်ထဲတွင် ဟားနေကြသည်ဇူလိုင်လတန်အောင် ကိုသူရနှင့်ကိုရန်တော်တို့ကအိမ်ပြန်မရောက်သေးသူတို့ညီအကိုနှစ်ယောက်စလုံးတိုက်ရသည့်နေရာမှလည်းချင်းသူများတယ်လီဂျန်ဆုတ်ခွာရာလမ်းဆောင်နေရလည်းဖြစ်သည်ဂျပန်များကလည်းအာရှတိုက်တခွင်တပြင်း၌အဘက်ဘက်မှအရင်နှိမ်တော်လဲလက်နဲ့မချကြသည်ဇွဲနှင့် ခုခံတိုက်ခိုက်ဆဲပင်ကိုရန်တော်၏စာထဲ၌ ကိုသူနာ၏အကြောင်းကိုထဲ့မရေလိုက်သဖြင့်မင်းနှင့်ထွေးတို့သည် အလွန်ပင် စိတ်ပူနေကြသည်။ဒေါ်နှင်းမှာစစ်တောင်းစစ်မျက်နှာအကြောင်းများသတင်းစာတဲတွင်ဖတ်ရလျင်အဆာဆာလိုမရအိတ်လိုမရပဲရှိသည်။မိ၏မျက်စိထဲ၌မူကိုသူနာ၏နောက်ဆုံးစစ်ထွက်ခါနေ့တွင်ပကောခရင်းချံရွာလေးသို့မြင်းနှင့်အပြင်းနှင်ကနှုတ်ဆက်သည်ကိုမျက်စိထဲတွင် မြင်ရောက်နေမိသည်။သူခမရသွားကနေလာကနေဆိုရင် အမြဲလူစိတ်တက်စိတ်နှုတ်ဆက်ရှာတယ်အဲ့ဒီတုန်းကငါလေးသိမ့်ယူတာပဲတပြေလုံးအရင်ကြီးလုံးလို့ကိုကိုကိုတောင်မပိုင်ရှားတဲ့သူ့အုံမှငါစိတ်ကောက်ခဲ့မိတယ်ပြန်တွေးမိကရှက်လဲရှက်စိတ်မကောင်းလဲဖြစ်သည် အခန်းဆက်ကိုမိသည်တက်များတက်နိုင်လျင်1945ခုနှစ်ကို အလင်းအမြန်ကြော်ဖြတ်လိုက်ခြင်းသည်1945ခုနှစ်သည်မြန်မာပြည်သားတွေအဖို့ကန့်ဆိုးသောနှစ် ကတိလင်တနိုင်သောနှစ်ဗယံဗရာဖြစ်ရသောနှစ်ဖြစ်သည်ဒီနှစ်မတ်လ29ရက်နေ့တွင်မြန်မာမျိုးချစ်တက်မတော်များဂျပန်ကိုတော်လန်တိုက်ခိုက်ကြသည်ဂျပန်များကိုတော်လန်တိုက်ခိုက်ရင်မြန်မာသားကောင်းများစွာကြဆုံးခဲ့သည်1945ခု မေလ2ရက်နေ့တွင်မဟာမိတ်တပ်တို့မြို့တော်ရန်ကုန်ကိုပြန်လည်သိမ်းပိုက်ခဲ့သည် မေလ19နှစ်ရနေ့တွင် အင်္ဂလိပ်တို့ကမြန်မာပြည်သို့စက်ကူဖြူကျင်းညာစာတမ်းထုတ်ဝေသည်စက်ကူဖြူကျင်းညာစာတမ်းအရမြန်မာပြည်ကို အနည်းဆုံး3နှစ်အင်္ဂလိပ်တို့ကတိုက်ရိုက်ပြန်လည်အုပ်ချုပ်မည်တနည်းအားဖြင့်ဆိုရသောမြန်မာပြည်သည် အင်္ဂလိပ်တို့လက်အောက်တွင်ကျုံဖြစ်မြဲပင်သည်ဇူလိုင်လအကုန်ထိကိုသူရနှင့်ကိုရန်အောင်တို့တပ်များသည်တနင်္သာရီ၌ဂျပန်များကို တော်လန်မောင်းထုတ်ဆဲဖြစ်သည် 1945ခုနှစ်မိဤဒံယာရီတွင်အရေးကြီးသော အမှန်သားအဖြစ်ချက်ချေနေများထက်၍နေပေပြီမိဩထွေမိဘာတွေတွေ့နေသလဲထွေးခေါ်နေတာတော်တော်နဲ့မကြောက်ခေါ်သေးသလားဟုတ်လားထွေထွေးသည်မိရှိရာလာတာခန့်အုပ်ပေါင်းခတ်ထားရာသို့ရှောက်လာခဲ့သည် လာတာခန့်သည် အမိုးမရှိ အပေါ်ဆုံးထက်လဟာပြင်တွင်ရှိသဖြင့်ကောင်းကင်မိုးသားအပြာကို တိုက်ရိုက်တွေ့နိုင်သည် သုံးပေခံမြင်သောပပက်လေကာယံထသည့်အုတ်ပေါင်းမှာထုံးနှင့်မတွေ့ရတာကြသဖြင့်ရှင်းညိတက်ခါမဲနေသည်အင်းထွေးခေါ်တာသုံးကလောက်ပဲမိဟာတခုတလုံးတိတ်တွေ့တာပဲတခါတခါငိုင်းနေတယ်ခုလည်းမျိုးလုံးလေးစိုက်ပြီးငိုင်းလို့ဘာတွေများတလောက်တွေးနေတာလဲထွေးကိုပြောစမ်းအွှွန်ရောက်သည့်နောက်မိနှင်ထွေးတို့တွင် ပြောင်းလဲခြင်းများကိုတွေ့ရသည် ငယ်စဉ်ကလေးဘွားကထွေးသည်လေးနဲ့၍လူကြီးဆန်သည်မိကပေါ့၍ကလေးဆန်သည်ကြီးလာသောအခါမိကပို့၍လေးနဲ့လာသည်မိလာဩတွေးနေမိတယ်ဒီနေ့မိတို့မြန်မာတွေကန်ဆိုးတဲ့နှစ်ပဲရယ်လို့မြန်မာတွေကမဆိုးတဲ့နှစ်ရယ်လို့များရှိသေးသလားမိရယ်ဒီတခါထွေးကကြီးကြီးကျယ်ကျယ်ပြောလိုက်လေသည်ဒါတော့ဒါပေါ့ထွေးဒါပေမဲ့အခုလိုမင်းမြောင်မင်းလွဲလှုပ်တဲ့အချိန်ကပုံမဆိုးဘူးလား ။နောက်ပြီးတော့ကိုကြီးနဲ့ကိုလေးတို့ပြန်မလာမချင်းမိတို့မိသားစုရဲ့စိတ်ထဲကဘာမဆိုလွတ်လွတ်ကျွတ်ကျွတ်ပျော့ပျော့ပါပါ နေလို့မရဘူး။စိတ်တွေကအမြဲတမ်းမတင်မကြခြင်းဖြစ်နေကြတယ်။မိသည်အဝေးသို့မြှို့ကြည့်ကပြောလိုက်သည်။ထွေကမူမိစကားအတွက်ဆိတ်ရှုပ်သွားဟန်နဲ့လာတာဆောင်တွင်တွေ့မြင်နေကြဖြစ်သောသူ့မိုးဘော်တို့တက်လှမ်းခြင်းအပေါ်တက်ကထိုင်းနေလိုက်သည်။ထွေဖြင့်အကိုကြီးတို့အကြောင်းတဲတောင်မတွေးချင်ပါဘူး။ကိုလေးစီကမှဆလာပေါ်ရသေးတယ်။ ိုကြီးဆိုတာဘယ်လိုဖြစ်တယ်ဘယ်မှာရောက်နေတယ်ဆိုတာသိတောင်မသိရဘူးမင်းကတော့ကိုကြီးတို့ကို တွေးလိုက်ရင်ညညကြအိတ်မပြောဘူးသိလားမင်းရဲ့အတန်တုံရင်းနေတီကို ထွေးကတတိမထားမိလိုက်ပြီလာတာဆောင်မှအောက်ရဲ့ဝန်ကျင်ကို စီးရွေမြင်နေရသည်တောင်ဘက်တစ်ခုတွင် မိုးသားများသည် ပြိုမလိုအုံမိုင်းလာလေသည်မိတို့နေသော တိုက်ခန်းမှာရှံကုန်မြို့အရှိတ်ဘက်ပိုင်းတွင်ရှိသည်လာတာဆောင်မှအိမ်နောက်ဘက်အလံတွင် စိမ့်ဆူမြမိုင်းသောတရက်ပိန်နေမယံအုံးပင်အဆရှိသောတစ်ပင်ကြီးများပက်ချံရန်ထားသောဖုန်ကြီးချောင်းဝင်းကိုတွေ့ရသည်မြင်မှသောထမ်းပင်ကြီးများနှင့်တရက်ပင်များမှာမိုးစက်နှင့်ထိနေသည့်ပမာထင်ရပေသည်တွေ့သည်သူမိုးပေါ်မှ ရှုံးစင်းကမိရှိရာသို့ပြန်လာသည်မိဤသိမ့်ရွယ်သောခါးကလေးကိုဖက်ကမိငင်းမောကြည့်ရှုရာသို့လိုက်ငင်းမိသည် နှစ်ထပ်ပြင်ထောင်နဲ့စောက်ထားသောဘုန်းကြီးကျောင်းရှိရာသို့မြေလန်းအတိုင်းတချို့ကယောဂီတပတ်တချို့ကပဝါပပလေးများဆလွေအတိုင်းကမိမကြီးငယ်တို့သည်ဘုန်းကြီးကျောင်းသို့ဥတီလျှောက်သွားကြသည် ဖလုံလုံးနဲ့ဥပုံနေရောက်လာပြန်မိမိရေဒေါ်ကြီးတောင်ဥပုံရသေးတယ်လေးထွေအဲ့ဒါသာကြည့်တော့ထွေပြင်သတိမထားမိဘူးတရက်ပတ်အမီလည်းမေ့နေတယ်နောက်တစ်ပတ်ကျမှကိုကြီးတို့အတွက်ဘေးကင်းအောင်ရှင်းမှန်းပြီးမိနဲ့ထွေတို့စောင့်ကြတာပေါ့ ဝါရင်ဖြစ်သည်ဖြင့်အမဲလိုလိုမိုးရိမ်မိုးသားမကင်းမဲရှိသည်။ကောင်းငင်၌ညုံမောင်အထက်ထက်အုံပြမှန်ရည်နေသည်။ဟောမိုးရတော့မယ်ထင်နေ။ထွေးသည် မိုးသားများကို ကြည်ကာပြောလိုက်သည်။မိုးသားများသည် မကာကွက်ကြီးများနှင့်အလိမ့်လိမ့်တက်လာသည်။မိသည်မိုးကိုချစ်လေသည်။မိုးရသောနေများသည်မိရဲ့ဖို့အမှန်ရစရာများသာဖြစ်တော်သည်။ ထွေးတော့အောက်ဆင်တော့မယ်မိမစင်းသေးဘူးလားဟင်းအင်းမိမိုးရတာကိုစောင့်ကြည့်အောင်မိကိုဘော်ကိုမိုးပေါက်ကြတာတိတ်တဘောကြတာပဲမိုးပေါက်လေးတွေကတိတ်အေးတာပဲကြည်လဲကြည်တယ်။အိုးမိရလဲဖျားနာနေမှဖြင့်လာပါတော်နေတော်လက်ခင်နေမိမိတို့စူးနေအောင်ဒီမှာခဏလောက်နေပြစေထွေးရဲ့တော်ချင်းနဲ့မိမိကိုတော့မပြောပါနဲ့နော်မိမိုးရီဆိုတာကိုသဘောကျလို့ပါ gain ဒါဖြင့်ထွေးစင်းတော့မယ်อืม မိသည်တရက်ကလေးများပေါ်အောင်ပြုံးလိုက်သည်မိဟာအယူမလေးပဲထွေးသည်မိအားပြောပြနေအောက်ထက်သို့အပြေးအလွာဆင်းသွားလေသည်မိ၏မျက်နှာတွင် အပြုံးကလေးများပြောက်ွယ်သွားကရှုပ်ခနဲတီးသွားလေသည်ဟုတ်တယ်ငါဟာထွေးပြောသလိုယူတာပဲဟုစဉ်းစားမိလေသည် ကိုသူရကိုတော်လည်ရင်နေကသူတို့အားနှုတ်ဆက်စင်က လက်ကင်ဘွားလေးပေးလိုက်သည်ကိုသွားတရီရမိသည်ဒီလက်ကင်ဘွားလေးဟာ ကိုကြီးအဖို့ဘာသုံးကြမှာလဲသူတို့မှသိရင်ရှင်ရင်အင်မတန်အရေးကြီးနေတဲ့အချိန်ငါကတော့ကလေးကစားတယ်လို့မိသည်ဆက်မတွေးရဲပဲရှက်ပြုံးနဲ့နှုတ်ခမ်းလေးကိုဆေးထားလိုက်သည်အဲ့ဒီတုန်းကငါတက်တက်ယူတာပဲကလေးတိတ်ဆန်တာပဲဟုတွေးရင် ရှက်မဆုံးနိုင်အောင်ရှိတော်သည်မိုးတက်လေးသည်အင်းမြဆူရှစွာ တိုက်ခတ်လာသည် မိုးပေါက်လေးများသည်အပေါ်မှလှိမ့်လာကအောက်သို့ဖွဲခနဲခုံဆင်းလာသည် မိုးပေါထီသောမိဤပားပြင်လေးများသည် အေးမြဆွတ်ဆိုးလျက်ရှိသည်မိုးရိပ်များအကြားတွင်မိဤမျက်စီထဲ၌ကိုသူရကိုပဲမြင်နေမိသည် ဟောင်လွန်သောဆေးဝါးစစ်စားများနွမ်းလျာဖျော့တော်သောမျက်နာစသည်တို့ကိုတဲတဲကွဲကွဲလဲမြင်ရသည်မဟုတ်တိမ်တိုက်တွေကြားထဲကလိုလိုသစ်ပင်များတွေမှလိုလိုနှင့်ဟိုဒိုဝါဒမြင်မိသည် မိုးသည်တဖြည်းဖြည်းတဲလာသည် မိသည်လာတာကမ်းမှဆင်းခဲ့ရင်လှေကားစီသို့လျှောက်လာသည်လှေကားတကားဝတွင် အရှိန်တစ်ခုလာထင်သည် မိုးရိမ်မဲမဲအောင်မှ တကားဝတွင်ရက်နေသောသူတယောက်ကိုတွေ့လိုက်ရသည်မိမျက်စီများသည်ဝေတီတီဖြစ်သည်ဖြင့်တကားဝတွင်ရုပ်တရက်လာရက်သူကိုတဲတဲကွဲကွဲမမြင်ရပေသို့သောမိဤရှင်ကတော့တဆက်ဆက်ခုန်နေသည်ကိုကြီးပြန်လာပြီဟုမိရင်ထဲတွင်ပဲ့တင်ထက်ကမြည်ဟိနေသည် မိသည်အပြေကလေးတကားဝစီတိုးလာသည်တကားဝတို့ရောက်လင်မိ၏ခြေလန်းလေးများကိုတုံခနဲ့ရက်ကမျက်နာကိုမော့ကြည့်လိုက်သည်ဟင်မိ၏ရင်ထဲ၌ဖော်မပြနိုင်သောဝန်းတာဝန်းနေမျိုးဖြင့်တုံလုတ်ကလှေကားထိတ်အမိုးအောက်သို့ဝင်လာသည် တကားဝတွင်ရှက်နေသူကမိထင်သလိုကိုတူရာမဟုတ်ပဲကိုရန်အောင်ဖြစ်နေသည် ကိုရန်အောင်သည်မိ၏ပခုံးလေးနှစ်ဖက်ကိုလက်နှစ်ဖက်နှင့်တင်းကျပ်စွာဆုပ်ကင်ထားပြီးနောက်မိမျက်နှာကိုစိမ့်စိမ့်ကြည့်နေသည်မိုးရွာကြည့်တယ်ဘာများလုပ်နေတယ်လဲမိမိယာကိုရန်အောင်၏အောင်မြင်ပြက်သားသောအတန်ကို ပြန်လည်ကြားနေရသည်မိဘာမှမလုပ်ပါဘူးမိသည်မပွင့်တပွင့်နှင့်စုပ်ဆိုင်ဆိုင်ဖြေလိုက်သည်မိ၏မျက်နှာလေးမှာ မိုးရိမ်တို့ကြောင့်လန်းဆန်းနေသည် ပဂရိဖြူစင်သောအသားအရည်မှာ ပြုတ်ပြင်းခြင်းမရှိဘဲဆိုပြေးနေသည်နှစ်ဖူးပေါ်တွင်ဆံရင်နုကလေးများသည်မိုးရည်ဖြင့်ဆိုကာကပ်နေသည်ကိုရန်နောင်၏ရင်ထဲတွင် ဖုံမပြနိုင်လောက်အောင်ဝန်းသားနေသည်မိ၏မျက်နှာလေးကိုမြင်ရလျင်သူ့ရင်ထဲ၌စိတ်ကအေးသွားသည် သူ၏စိတ်သည်အဘယ်ကြောင့်အင်းမြတုံလုံးနေရသနည်းမစင်စားတတ်ပေငါဖြင့်လွမ်းလိုက်ရတာဟာ လျှက်စင်းများသည့်ကြောက်ခမဲလိလိဝင်းလက်ကပြုတ်ပြက်နေသည်မိုးချင်းတန်သည့်တိမ့်တိမ်တုံမိဟီးလျက်မိုးပေါင်များသည့်ပြင်းထန်စွာကြလာသည်မိဤကိုမှရှေးနှဲငယ်ဆိုလျက်အဝတ်များသည့်ကိုမှတက်နေသည်မိသည်သူ့ပခုံးကိုကိုရံအောင်ဖိကန်ထားသောလက်များကိုမတိမတာလှမ်းကြည့်လိုက်သည်ကိုရံအောင်ကလက်များကိုအသာဖြေချလိုက်သည်မိတို့လည်းလွမ်းလာပဲကိုလေးတို့မလာပခြင်းနေရတာမဖြောင့်ဘူး ကိုရန်နာ၏ကောင်းသည်ဂျပန်ခေတ်ကလိုကတော့မဟုတ်တော့ဘဲစံစမတူမရှိနှင့်ကြည်ပြော်လာသည်ဟောင်းနှွံ့၍အယောင်မိန်နေသောဆိတ်ဆက်အင်ဂျီမှာရခင်ကလိုပင်ခြေလုံးကြီးအကွက်မှာတံပိုးပေါ်၍ပဆိုးဖြစ်သည်ဆိုယုံသာမိသည် ကိုသူရအကြောင်းကိုမေးကျင်တော်လဲနှောက်မှမထွက်နိုင်ပဲရှိသည်ကိုကြီးသူရသည်ဘေးကင်းရန်ကင်းမှ ရှိပါလေစားကိုရန်နောင်ကဲ့သို့ချောမောစွာဆိုက်ဆိုက်မြိုင်မြိုင်အိမ်သို့ရောက်လာပါမလား ငါစိတ်ထဲမှာအကိုကြီးတောင်ရောက်နေမလားလို့ထင်နေတာစိတ်ဓာတ်များအလွန်ပြင်းထန်ပါကလားမိမေးကျင်တော့အเจ้าရများကိုကိုရန်တော်ကအဆဖော်ပေးသည်ကိုကြီးကဘယ်မှာလဲကိုလေးနဲ့အတူတူလာတာလားဘယ်နေရခဲ့တလဲမိသည်စိတ်ထဲကလှုပ်ရှားမှုများကိုမအောင်အီးနိုင်တော့ပဲပြပြတလဲမေးလိုက်မိသည်ကိုရန်တော်သည်မိမျက်နာကိုစိုက်ကြည့်နေသည်မိရမူကိုရန်တော်အာမကြည့်ပဲငေးနေသည် အကိုကြီးကငါနဲ့အတူတူလာတာတော့မဟုတ်ပါဘူးသူတို့တရင်ကရှန်ကုန်ကိုလာကြတယ်ငါတို့နဲ့ရှေ့ဆက်နောက်ဆက်မယ်ဒါဖြင့်ဒါဖြင့်အကိုကြီးလဲမိသည်ဝန်တာလုံးတက်ဖြင့်စကားကိုဆုံးအောင်မပြောနိုင်ပဲရှိသည်အေးငါတို့ညီကိုနှစ်ယောက်စလုံးသေးရင်ထွက်ကြည့်ပဲကိုရင်နောင်သည်မိအားငေးဆိုင်ကြည်နေစေဖြစ်သည်မိသည်အပေါ်ထက်တွင်ရှက်နေသည်မှာ အတန်ကြာခဲ့သည်ကိုတတိယကမိတို့အောက်ထပ်ဆင်းရအောင်ကိုလေး မိနေပါဦးမိသည်လေကားထစ်ကိုကြော်စင်းမြည်လုပ်ပြီးမှ ကိုရန်အောင်ကိုလှန့်ကြည့်လိုက်သည်ကိုရန်အောင်သည်တစုံတစ်ခုကို ပြောလိုဟန်နှင့်မိအာရက်ကြည့်နေသည်ဘာပြောမှလဲကိုလေကိုရန်အောင်သည်ပြောရန်ပါဆက်ပြင်းပြီးမှတရွေးကို ကိုခနဲ့မျိုးချလိုက်သည် သူပြောမိစကားလုံးများပါ မျိုးချလိုက်ပြီးထင်သည် နောက်မှ ပြောရတော့မယ်ဟာစင်စင်ဟင်းကိုလေးရလဲဘာမှန်းလဲမသိဘူး မိသည်လေကားထဲမှဆင်းလာသည် လေကားမှာစောင့်မတ်သဖြင့်တရီထဆင်းလာရသည်ကိုရန်တော်သည် လေကားထိတ်တွင်ကြံရည်သည် ကိုသူရပြန်လာသောအချိန်၌မူကားမိတို့အိမ်၌ပို၍ထူထပြောင်းလဲလာခဲ့သည်မိတို့အိမ်ရှိဝရန်သာတို့ထွက်ရက်ကနေစဉ်အိမ်ရှိတွင် မြင်းလဲတစီထိုးရက်လာသည် အချိန်ကတိန်တောက်သောညနေခင်းဖြစ်သည်တင်းရောင်စုံတောက်သောကောင်းငင်တွင်တက်တန်တရာခုန်ခုန်ကလေးကိုတွေ့မြင်နေရသည် ြင်းလဲပေါ်မှာအရှမ်းမြင့်မြင့်အသက်အစိတ်ခံလူငယ်တယောက်သည်ခုံဆင်းလိုက်သည်အကိုကြီးလာပြီဟဲ့ထွေးသည်အိမ်သားများကြားရလေအောင်တန်ကုံအော်ဟိတ်ကလှေကားပေါ်သို့တဒုံဒုံနှင့်ခုံပေါက်ဆင်းသွားလေသည်မိရင်ထဲတွင်လှိုင်းများထာနေသည်နှလုံးသွေးများကတဒိန်ဒိန်တို့ကဖော်မပြနိုင်လောက်အောင်ဝမ်းသာနေသည်ထွေးနောင်မှာ ဣန္ဒြေရစွာလိုက်သွားတော့လဲစိတ်များကအလွန်လှုပ်ရှားနေသည်ကုသူရပြန်လာမီကိုတိလျက်သားနှင့်အဖေကြောင့်ဤသို့စိတ်လှုပ်ရှားရသည်ကိုမတွေ့တတ်ပေအင်းအောင်ထက်သို့ရောက်တော့ကုသူရဤလူကြီးဆန်သောတိမ်မွေးသည့်အပြုံးကို တွေ့မြင်ရသည်ကုသူရကအခဘေးပြည်နောက်မြင်းလဲသည် ထွက်ခွာသွားသည်ကုသူရသည် စကြာပန်းချုံနာတွင်ရှက်နေသည်ရှက်ပြူအင်ကြီးမှဝါကျင့်ကျင့်ဖြစ်ကမသေးမသက်ရှိသည် ခြေကျူတရံခွက်အစင်းရင်ရောင်ကိုဝတ်ထားသည် အသားမှာညုံးနေက ပိန်သွားသဖြင့်တောင်ရှိကြီးကဲ့သို့ထင်ရသည်ဟေးညီမလေးတွေထွေးသည် ကိုသူရာ၏ညာလက်မောင်းကိုဖက်တွဲလိုက်သည်မိကအောက်တွင်ချထားသောလက်ဆွဲအိတ်ကိုလှန်ကင်သည်ကိုသူရာသည်မိလက်ကိုဆွဲဖယ်ကနေနေညီမလေးမိမိကိုယူခဲ့မယ်ဟုဆိုပြီးလက်ဆွဲအိတ်ကိုယူလိုက်သည်မိသည်သူ့လက်ဖွာလေးကိုစုံနေကား ်ဆက်ကြပင်ရိတ်အောက်တွင် ကြံ့ရည်သည်ကိုသူရနှင့်ထွေတို့ကရှေ့မှသွားကမိကနောက်မှလိုက်လာသည်အလုံးနေကောင်းကြတယ်နော်ဟုတ်ကဲ့အကိုကြီးဖေဖေရောမေမေရောဒေါ်လေးခင်ရောနေကောင်းကြပါတယ်ဒေါ်လေးခင်ကအသိကြီးစိတ်မှဆိုင်ဖွင့်နေဖေဖေကတော့အလုံးမရသေးဘူးအခုနေတော့ထိုင်စားပဲလေကားတစ်ကိုချုပ်ွေရင်ထွေးကစုံလင်စွာတွတ်တွတ်လက်လက်နဲ့ဖြေးလိုက်သည်မိစိတ်ထဲနိုင်မှုကကိုတူရာက အားလုံးနေကောင်းကြတဲ့နော်ဟုမေးပုံမှာတသိန်းဆန်တယ်ဟုတွေးနေမိသည်ပြီးတော့ကိုလေးလည်းမနေ့မနေ့ကပဲရောက်လာတယ်တွေးတယောက်သားတွက်လက်လှုပ်ရှားနေသည်မိမှာညင်လေးရဲ့လှေကားကို ဖြေးလေးစွာတက်လာခဲ့သည်ရှန်အောင်လည်းရောက်လာပြီလားဟုတ်တယ်ဒါပေမဲ့ကိုလေးကအကိုကြီးလို့မပိန်ဘူးအကိုကြီးကတော့ပိန်လိုက်တာအေးကွာကိုကဒီမလာခင်လေးမှပဲငှက်ပြမိလားလို့ ကိုဒရသည်ငိမ့်နေသောမိအားလှည့်ကြည့်ကဖြေလိုက်သည်မိသည်မျက်လုံးအဝန်းသားနှင့်ကိုဒရအားငေးကြည့်နေမိသဖြင့်ကိုဒရလှည့်ကြည့်သော မျက်လုံးများဖြင့်ရှင်းဆိုင်ကသူ့မျက်လုံးများကိုဘေးသို့လွှဲဖယ်လိုက်သည်မိသည် သူ၏ရင်ထဲတွင်အဘယ်ကြောင့်ဒိတ်ခနဲခုံသွားရသည်ကိုမစင်စားတတ်ပေအိမ်ပေါ်ထက်သို့ရောက်သောဥပကျော်ဒေါ်နှင်းကိုရန်အောင်နှင့်ဒေါ်ဟိခင်တို့ကဝမ်း၍စီကြကြသည် ်တော်နှင်းမှဝန်တာလုံးသဖြင့်မျက်ရည်ပေါင်းများပါဖို့သို့လှိန်ဆင်းလာသည်တည်ရင်သားတွေနဲ့မသေးလို့တွေ့ရတာအေးကွယ်တွေ့ရပါမှပဲမင်းတို့အတွက်မမနဲ့မှဖြင့်မဆားနိုင်မတော့နိုင်နဲ့မင်းတို့ပြန်မလာမချင်းတို့များလည်းစိတ်မချမ်းသာဘူးသူရရဲ့တော်ရဲခင်ကဝင်ပြောလိုက်သည် ကိုသူရကမူဘာမှပြတ်မပြေပဲပြုံးနေသည်မင်းရမူကိုသူရပြုံးနေသည်ကိုစိတ်စိတ်ဆက်ဆက်ကြည့်က ဒီအပြုံးဟာတန်ဋိဌံခိုင်မာတဲ့အပြုံးတန်ရောစင်ပြက်တဲ့အပြုံးဘယ်သူမှမခင်တွေ့တဲ့အပြုံးအိုးစိန်ကားတဲ့အပြုံးပါပဲလေဟုဝမ်းထဲမှာကြိတ်၍မှတ်ချက်ချနေသည် ဟုတ်ကဲ့စာအုပ်လေးကိုဒီနားမှာ ရှင်းနာခွင့်ပြုပါရှင်အာမေနာစင်ခဲ့ကြသူတူတူယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ပါတယ်ရှင်အပိုင်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါဦးနော်နောက်ထပ်နောက်ထပ်တွင်မှာလည်း စိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပင်သုတရတဆောင်းပါးတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော် အားလုံးဘေးကင်းကြပါစေရှင်